ထိုင်းဆွေစီကတော့ဒီမှာ1350အတက်တင်စီးပိတ်သွားပါတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုရမချင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့က23ရက်နေ့17လပိုင်း2015ခုနှစ်ညနေပိုင်းထိုင်းဆွေစီကတော့1350တက်ပါတယ်66.5ခန်းလုံးရှိတဲ့ထိုင်းဆွေခဲစီဆိုင်ကရောင်းနေစီက6450 ထိုင်းရွှေကရပတာကိုဘန်ကောက်ထဲမှာလက်က150ရှိပါတယ်။လက်ကဘီစီထိုင်းရွှေကရပတာကို64,900နဲ့ပေါင်ဈေးရှိပါတယ်။ဒီနေ့ထိုင်းရွှေကရပတာကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြန်မဖြတ်ဖက်64,650ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။96.5ရာခိုင်နှုန်းရှိတဲ့လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက65,550လက်ဝယ်ရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ဒီရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမှုတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမှုတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ ီလေးထားရွှေလက်ဝိညာဏတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခရိုင်လုံးဖြတ်အောင်မှာဖြစ်ပါတယ်900ခရိုင်လုံးဖြတ်ပြီးတဲ့ပြင်ကိုတပတ်သားကို6140ကျော်စီနဲ့ပြန်ပြီးတော့နှကန်နိုင်ပါတယ်ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ4139နဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှန်ငွေ32.33ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားတာဖြစ်ပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခေတ်တစ်ပတ်သားကိုမြန်မာကျပ်ငွေ 83,600ကျော်လောက်ဈေးနှုန်းရှိပါတယ်66.500ကျော်လောက်ရှိတဲ့လက်ဝယ်ရနာတစ်ပတ်သားကိုမြန်မာကျပ်ငွေ82,400ကျော်လောက်ဈေးနှုန်းရှိပါတယ်လက်ဝယ်ရနာရဲ့ဈေးနှုန်းတွေကတော့လက်ခံမပါသေးပါဘူးလက်ရှိမှာတော့ထိုင်းရွှေဈေးကအတက်ဈေးနဲ့ရှိနေသလိုကမ္ဘာရွှေဈေးကလည်းတက်နေပါသေးတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုချင်နေဆိုရင်တော့လက်ခံစီသက်သားတဲ့စိတ်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တစ်ပတ်သားကိုလက်က150နှစ်ပတ်သားဒီဝယ်မယ်ဆိုရင်လက်က250 ငါးဘက်သားတွေဝင်မယ်ဆိုရင်တော့လက်ခအကုန်ကြာမရှိပါဘူး။ဒါရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့ရွှေတုံးရွှေခဲကိုဝယ်စုထားကြပါလို့ကြံပြုချင်ပါတယ်။ဒါရွှေစိတ်မွေစိတ်တွေကိုအမြဲတမ်းတင်ပေးပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးတော့အနေရကိလို့ဘေးရှင်နိုင်ကြပါစေ။